မန္တလေးတိုင်းမြင်းကြံခရိုင်မှာရှိတဲ့မြင်းကြံခရိုင်ပါကဖအချုပ်ခန်းနဲ့ကနေအချုပ်သားအယောက်30လောက်အော်တိုဝါလာ16ရဲ့နေကလမ်းနဲ့တွေယူပြီးတော့ထွက်ပြေးသွားကြတဲ့အတွက်ရှစ်ယောက်ကိုပြန်လည်ဖမ်းမိတယ်လို့မြင်းကြံအခြေဆိုင်တော်လန်ရေးတပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျ။မြင်းကြံခရိုင်ပါကဖအချုပ်ခန်းကနေတိုက်ပွဲအတွင်းကဖမ်းဆီးရမိထားတဲ့စစ်တုံးဘန်းနေနဲ့ပြစ်မှုကြောင့်ဖမ်းဆီးချုံနောင်ထားတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့အတူထွက်ပြေးသွားတယ်လို့သိရပါဗျ။ထွက်ပြေးသွားတဲ့အယောက်30ထဲမှာစစ်တုံးပန်းအယောက်20နဲ့ပြစ်မှုကြောင့်ဖမ်းဆီးချုပ်နှောင်ထားတဲ့တော်လဲရဲဘော်10ယောက်ပါဝင်ပြီးအချုပ်ခန်းဆောင်ရဲဘော်တွေကိုထိုးကျိတ်ကာစခန်းပိုင်းလက်နက်တွေကိုယူဆောင်ထွက်ပြေးသွားတယ်လို့မြင်းကျန်အခြေဆိုင်တော်လန်ရေးတပ်ဖွဲ့တစ်ခုရဲ့တာဝန်ခံက DVB ကိုပြောပါရယ်တော်လန်ရေးတပ်ဖွဲ့ဝင်အမျိုးသား9ယောက်နဲ့အမျိုးသမီး1ယောက်ကိုတော့လက်နက်တွေနဲ့အတူနောက်ရက်မှာ ပြန်လည်ဖမ်းဆီးမိခဲ့ပြီးရဲဘော်အများစုရှေ့တန်းသွားနေတဲ့အချိန်နောက်တန်းမှာရဲဘော်အင်အားနည်းနေတာကိုအခွင့်ကောင်းယူပြီးတော့ထွက်ပြေးသွားတယ်လို့ဆိုပါရယ်။ပြန်လည်ဖမ်းဆီးရမိတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ AK တနတ်တလက်၊ကာပိုင်တနတ်တလက်နဲ့ပစ္စတိုတလက်တို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါရယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရှိလေးကေကောမြို့သစ်ဆွဲတော်ကုန်းကိုစစ်ကောင်စီပူးပေါင်းတပ်တွေကအော်တိုဘာလ18ရက်နေ့ညနေပိုင်းမှာတိမ့်ပတ်ရရှိသွားပြီလို့ကရင်စစ်မြေပြင်သတင်းရင်းမြစ်တွေစီရတယ်သိရပါဗျ။မနေ့ကညနေ3နာရီလောက်ကဆွေတော်ကုန်းကိုစစ်ကောင်စီတပ်အမှတ်22ချေမြန်တပ်မနဲ့ကရင်နယ်ကြားဆောင်တပ် BGF ပူးပေါင်းတပ်တွေကအင်အားအလုံးရင်းနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ ရောက်ရီမြို့တောင်ဘက်မှာရှိတဲ့၄ကီကောမြို့တစ်ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့စစ်ကောင်စီတပ်တွေကအခုအောက်တိုဘာလဆန်းကတည်းကထိုးစစ်ဆင်တိုက်နေတာကြောင့်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြားမှာပြီးခဲ့တဲ့သတင်းပတ်တွေကတိုက်ပွဲတွေပြင်းထန်နေပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကယာနဲ့ချီတေဆုံးပြီးတော်လန်ရေးဘက်ကလည်း၁၀ယောက်ကျော်ကြာဆုံးကြောင်းနဲ့အခုလိုဆွေရော်ကုန်းကိုတိမ်းပိုက်နိုင်ခဲ့လို့စစ်ကောင်စီက၄ကီကောတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ။ကရင်စည်ရေးသတင်းမြစ်တွေကပြောပါရရှင်။ကရင်အမျိုးသားအစည်းအရုံး KNU ကော်တူးလေအုပ်ချုပ်မှုနယ်မြေကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တရင်6စီကိုအော်တိုဘားလ15ရက်နေ့ကစစ်ကောင်စီတပ်ခလာရ85တရင်ကနေစစ်မှုရန်တပ်သား8ယောက်အလင်းဝင်ရောက်လာတယ်လို့သိရှိရပါတယ်။ အလင်းဝင်ရောက်လာသူတွေကတော့ကျော်စီရအသက်22နှစ်တရနိုင်28နှစ်အောင်မျိုးဦး36နှစ်စီသူဟိန်အသက်20နှစ်မောင်မောက်26နှစ်တန်းနိုင်ဦး33နှစ်နဲ့ရာဇာထက်24နှစ်တို့ခုနှစ်ယောက်ပဲဖြစ်ကြပါတယ်။သူတို့ကတော့စစ်မှုရန်အပတ်စဉ်9 10 73လို့ကနေတင်နန်းသားတွေဖြစ်ကြပြီးတော့တန်းနိုင်ဦးနဲ့ရာဇာထက်တို့ကတော့ရောင်းစားခံရပြီးစစ်မှုဒဏ်ခံရတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။ ်အလင်းဝင်ရောက်လာသူတွေမှာလက်နက်တွေမပါလာပေမဲ့လေတိုမြို့နယ်တာဝန်ရှိသူတွေကနေရာထိုင်ခင်းအစားအသောက်နဲ့အဝတ်အစားတွေထောက်ပံ့ပေးရပြီးကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါတယ်အကြောင်းမျိုးမျိုးကြောင့်အာနာသိန်းစစ်တပ်ရဲ့မတရားစစ်မှုတန်းဇေကိုင်းခံနေရတဲ့တပ်သားတွေအနေနဲ့မိမိတို့နဲ့နှိဆက်ရာတော်လန်ရေးတပ်ဖွဲ့တွေစီကိုရရနီးနဲ့လက်နက်ချအလင်းဝင်ဗတ်ပြောင်းခိုလုံကြဖို့ကို KNU ကတိုက်တွန်းထားပါရဲ့ရှင်။ မလေးရှားနိုင်ငံကွာလာလမ်ပူမြန်မာမွတ်စလင် refugee community MMRC အဖွဲ့တည်ထောင်သူဒေါ်တူစာမောင်ရဲ့မိသားစုကိုမြန်မာနိုင်ငံကိုတရားမဝင်ပြန်လည်ဝင်ရောက်လာချိန်မှာဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီဩဇာခံသတင်းမီဒီယာတွေကနေသတင်းထုတ်ပြန်ထားပါဗျ။ဒေါ်တူစာမောင်အပါအဝင်ခင်မိုးနဲ့သားသမီး၃ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုရန်မုံငွေထောက်ပံ့တာရန်မုံငွေရှာဖွေပေးတာတွေလှုံ့ဆော်ခဲ့တာတွေကြောင့်ဖမ်းဆီးတာလို့ဆိုပါဗျ။ တို့မိသားစုကိုမြေသားမျိုးမရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပေါ်မှာ၅စနစ်ကာကြီးနဲ့2023ခုနှစ်ခရဲကအမှုဖွင့်ထားပြီးမြေသားမျိုးနယ်တရားရုံးမှာလည်းပုံမှန်၅စနစ်ကာကြီးနဲ့ရာဇဝတ်ကျင့်တော်ဥပဒေပေါ်မှာ912တို့နဲ့တရားစွဲဆိုထားတယ်လို့သိရပါဗျ။ဒေါ်သူစာမောင်နဲ့မိသားစုဟာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ2023ခုနှစ်ဇူလိုင်လ၄ရက်နေ့ကပြန်ပြီးဆွဲခံရတယ်လို့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပူပါတယ်ရှင်။ စကိုင်းငလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ငလင်တန်းတဲ့ဒေသတွေအနေနဲ့ပြည်လဲထူထောင်ရေးအတွက်ချင်းငွေလျှောက်ထားနိုင်ပြီလို့စစ်ဩဇာခံဗဟိုဘဏ်ကအောက်တိုဘာလ18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ငလင်တန်းခံရတဲ့နေမြေဒေသတွေကိုပြည်လဲထူထောင်ဖို့ရန်မုံငွေတရက်ထားရှိထားပြီးအဲ့ဒီရန်မုံငွေကနေ3နှစ်ကနေ9နှစ်အထိသက်တမ်းရှိတဲ့ချင်းငွေတွေကိုထုတ်ပေးသွားမယ်လို့ဆိုပါတယ်။ချင်းငွေထုတ်ချည်ရမှာလေနေနဲ့အစာအုပ်ပြန်လဲတိဆောက်ရေးချင်းငွေအတွက်အတိုးရခိုင်နှုန်း300ခိုင်နှုန်း အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းလေပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီဆိုလာနဲ့ရင်းနှီးမြုပ်နှံမှုချင်းငွေအတိုးရကိုင်းတော့900ကိုင်းတော့စက်ယုံလုပ်ငန်းကြီးတွေပြန်လည်ပြုပြင်ရင်းနဲ့လေပတ်နိုင်ရေးချင်းငွေအတိုးရကိုင်းတော့900ရာကိုင်းတော့နိုင်ငံပိုင်းအခြေခံအဆောက်အုံတွေတာဝန်ယူတည်ဆောက်နေတဲ့စောက်လုပ်ရေးကုမ္ပဏီတွေအတွက်ကတော့ယာယီချင်းငွေအတိုးရကိုင်းတော့900ရာကိုင်းတော့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဘလောက်ပမာဏထုတ်ချေသွားမယ်ဆိုတာကိုတော့အသိပေးဖော်ပြထားခြင်းမရှိသေးပါဘူးရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာလူသေးအလောင်းစွန့်ပစ်သွားသူလို့တန်လျာရှိတဲ့အမျိုးသားတယောက်ကိုအော်တိုဘာလ18ရက်နေ့မှာရဲအားဖမ်းဆီးထားတယ်လို့မြို့ခံတွေစီကနေသိရပါဗျ။အသက်30ကျော်အရွယ်အမျိုးသားအလောင်းကိုအော်တိုဘာလ16ရက်နေ့ည7:00နာရီကျော်လောက်မှာမြို့မရက်ကွက်ကဆက်ဆန်ထွန်းလမ်းအတွင်းကားတစ်စီးကစွန့်ပစ်ခဲ့တာဖြစ်ပြီးတော့အလောင်းမှာထိုးသွင်းဒဏ်ရာတွေနဲ့မီးလောင်ဒဏ်ရာတွေပြက်ရှဒဏ်ရာတွေတွေ့ရတယ်လို့သိရပါဗျ။ ဟွန်နာဖစ်အဖြူရောင်ကားကိုမောင်းနှင်သူအမျိုးသားဟာဗိုလ်ချုပ်လမ်းမပေါ်မှာလူတစ်ယောက်ကိုတိုက်မိခဲ့ပြီးကားနဲ့ဒရော့တိုက်ပါလာခဲ့တဲ့အတွက်မြို့မရက်ွက်ထဲမှာပြစ်ခဲ့တယ်လို့ရဲစခန်းမှာထွက်ဆိုထားတယ်လို့ဒေသခံတွေစီကနေတဆင့်သိရပါဗျ။ကားမောင်းလာတဲ့သူဟာကားကိုကန်ကြီးရက်ွက်ကအသိမိတ်ဆွေအိမ်မှာထားခဲ့တာကို CCTV မှတ်တမ်းတွေကနေကားနံပါတ်နဲ့လမ်းကြောင်းတွေစစ်ဆင်းရင်းနဲ့ဖမ်းဆီးရမိတယ်လို့ဒေသခံတယောက်ကပြောပါဗျ။ CCTV မှတ်တမ်းအရကားကလူကိုကြိတ်မိပြီးခြေထောက်တစ်ဖက်ထွက်ပြီးတော့ ဒရော့တိုက်ပါသွားတာကိုတွေ့ရတယ်လို့ဆိုပါရယ်လက်ရှိမှာတော့ရင်မတော်ဆမှုလားအလောင်းဆွပစ်ထားတာလားဆိုတာကိုတော့မသိရသေးပဲဖန်စီရမိတဲ့သူကိုရဲစခန်းကစစ်ဆင်းနေတယ်လို့ဆိုပါရယ်ရှင်တပတ်တရက်တာပြေးဆွဲပေးနေတဲ့ရန်ကုန်ပကံရထားကိုပြင်မနာဘက်လမ်းကြောင်းကနေပြေးဆွဲသွားမယ်လို့မြမမိရဲ့ထားအောက်မြမပြည်ယုံကနေသိရှိရပါရယ် ပြီးခဲ့တဲ့စက်တင်ဘာလကမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရန်ကုန်ပုဂံယထာလမ်းပေါ်မှာတောင်နှင်းကြီးမြို့နယ်ဝကသေးဘူတာအနီးယထာဖြက်ကူတဲ့တံတားအမှတ်343မှာတံတားအလေကောင်ကွန်ကရစ်တိုင်နှင်းကျသွားတာကြောင့်စက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ18ရက်နေ့အထိပြေးဆွဲမှုတွေကိုယာယီရယ်ဆိုင်ထားတာပဲဖြစ်ပါတယ်အခုအခါမှာတော့ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ရမှာဖြစ်တဲ့အတွက်အော်တိုဘာလ24ရက်နေ့ကနေစတင်ပြီးလမ်းကြောင်းပြောင်းလဲပြေးဆဲသွားမယ်လို့သိရှိရပါတယ်။ ပြင်ဆင်နေတဲ့အချိန်တွင်ယထာလမ်းကြောင်းကိုမူလလမ်းကြောင်းဖြစ်တဲ့ပြည်ပတ်လမ်းကြောင်းလေဘရန်ကိုဖြတ်ပြီးတောင်တွင်းကြီးမြို့သစ်လမ်းကြောင်းကနေအခုအခါမှာတော့ပဲခူးကြောင်လင်းပင်တောင်ကူပြင်မနာလေဝေးတို့ကိုဖြတ်တန်းပြီးပြင်မနာတောင်တွင်းကြီးလမ်းကနေပကံအထိကိုပြေးဆွဲသွားမယ်လို့သိရပါတယ်ရှင်။ ရွေးကောက်ပွဲနီးလာတာကြောင့်အရာရှိစစ်သည်တွေနဲ့မိသားစုဝင်တွေပါလုံခြုံရေးအထူးဂရုစိုက်ပြီးနေထိုင်ကြဖို့အောက်တိုဘာ16ရက်နေ့ကကိုကိုကျွန်းတက်နယ်မှာစစ်ကောင်းဆောင်အတိုက်တွန်းပြသွားပါရယ် ကိုကိုကျွန်းဟာနိုင်ငံအတွက်ပထဝီအနေထားရရေးပါတဲ့နေရာဖြစ်တယ်လို့ရွေးကောက်ပွဲကျင်းပမယ်မြို့နယ်လည်းဖြစ်လို့အရာရှိစစ်တီတွေနဲ့တက်မိသားစုဝင်တွေပါလုံခြုံရေးအထူးဂရုစိုက်ပြီးတော့နေထိုင်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့တာပဲဖြစ်ပါတယ်စစ်ကောင်းဆောင်အနေနဲ့စစ်တပ်ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဗိုလ်ချုပ်ကြီးဒုဗိုလ်ချုပ်ကြီးတွေနဲ့မိသားစုဝင်တွေရဲ့လုံခြုံရေးကိုစိုးရိမ်နေမှုရပြီးတော့ တက်ကလွတ်လိုက်တဲ့ကိုယ်စလဲရွေးချယ်မခံရမှာကိုလည်းပူပန်နေဟန်ရှိတယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတယောက်ကပြောပါရယ်ဒါအပြင်ကိုကိုကျွန်းတက်နယ်ကအရာရှိစစ်တီတွေကိုလည်းရွေးကောက်ပွဲနဲ့ပတ်သက်လို့လှုပ်ရှားရှိတာတွေကိုပြက်ပြက်သားသားလှုပ်ဖို့စစ်ကောင်းဆောင်အားအမိန့်ပေးခဲ့ပါတယ်။ဒီဇင်ဘာလ28ရက်နေ့ကျင်းပမဲ့ရွေးကောက်ပွဲကိုပါတီပေါင်း58ပါတီကကိုယ်စလဲလောင်းပေါင်း9000ကျော်ဝင်ရောက်ပြိုင်တော့မှာဖြစ်ပြီးအဲ့ဒီထဲမှာကြန့်ခိုင်ပါတီကအများဆုံးဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းကြောက်ဖားရွာအနီးကိုစစ်ကောင်စီတပ်ကအော်တိုဘားလ19ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့ရလို့မျိုးခန့်နေစရာနေသိရပါဗျ။မိုးကုတ်မြို့အနောက်ပိုင်းကြောက်ဖားရွာအနီးကြက်ချံမှာဘုံနှလုံးကြားရောက်ပောက်ခွဲခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့လာကျဲသွားတာဖြစ်ပြီးလူထိခိုက်တာမရှိဘူးလို့မိုးကုတ်မြို့ခံကလည်းပြောပါဗျ။ စစ်ကောင်စီတပ်က TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုအော်တိုဘာလ10ရက်နေ့ကနေအော်တိုဘာလ19ရက်နေ့အထိလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ42ယောက်သေဆုံးခဲ့တယ်လို့သိရပါပါရှင်စကိုင်းတိုင်းရွှေဘိုမြို့နယ်တောင်ဘက်ကရွာတွေကိုအော်တိုဘားလ16ရက်နေ့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေလည်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။ အော်တိုဘာလ16ရက်နေ့နေ့လယ်တနားရီလောက်မှာရွှေဘိုမြို့ပေါ်အတာထပါနှစ်ထဲကနေတောင်ဘက်ကရွာတွေကိုဥတီပြီးဟာဝိုင်ဇာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်လက်နက်ကြီးကြီးအားပဒောင်းကျေးရွာတွေကိုကြာရောက်ပြီးအသက်20အရွယ်လူငယ်တယောက်သေဆုံးကတယောက်ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။တရက်ထဲမှာပဲစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် Y12 လေယာဉ်နေနဲ့ပါဘုံနေအဆက်မပြတ်ကျဲချခဲ့တယ်လို့ရွှေဘိုအခြေစိုက်တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကောင်စီတပ်ကညနေ3နာရီဝန်းကျင်မှာလဲတဒဝူလေတက်ကနေတက်လာတဲ့ Y12 လေယာဉ်နဲ့ရွှေဘုံမြို့နယ်တောင်ဘက်ချမ်းအကျေးရွာတွေကိုရှစ်ကြိမ်ထပ်မံနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးတဲ့အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးစစ်ကောင်စီတပ်ရဲ့မြေပြင်စစ်ကြောင်းကနေလဲရွှေဘုံမြို့ရဲ့ပဝင်းကျင်ကအကျေးရွာတွေကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရေးအခြေအနေတင်းမာတဲ့နေရာတွေရှိရလို့သိရပါပါရှင်